ဆဲဖိုင်တင်ရရမလို့ရသလားကိုကြီးကိုမောင်နှမတွေလေ၃လ၅မိနစ်လေးဖိုင်တင်လေးကြီးဖို့ရင်ကျွန်တော်မှနေကြီးတော့ဘွားတွေရောအင်းကြီးအသက်တွေဘွားတွေအကုန်လုံးလူအင်းကြီးရောမမောဝီအပတ်တာမမောဝီအင်းကြီးရောနော်အပတ်တာဒီဖိုင်တင်ကကင်မရာမဘယ်လိုထွက်မလဲဖြင့်ညနေထွက်ပါအာကြောတင်းတရက်လုံးတရက်ပေါ့အဲတရက်တရက်အဲရောက်စုံထောက်မယ်ဒါကျွန်တော်ဒီနေနေရှိနေမှာတကယ်တော်တော်တဘာဝရင်းမြေး ရှယ်ကြီးနေနဲ့ကျွန်တော်တို့လေခွင်းထဲမှာဗျာလေခွင်းထဲမှာပေါ့နော်လေခွင်းထဲမှာရိုက်ထားတဲ့ဥစ္စာလေဒီပါခလေးဟိုအားတော့ဒီမှာကျွန်တော်တို့လေဘရူရွက်လေးဟဲ့ဥကောင်တော့ပါရင်ဗျာဟိုတော့အကောင်ကိုက်နားတယ်နော်အကောင်ကိုက်နားတယ်ကဲဘာမင်းညာရဲ့ comment အောက်မှာကျွန်တော်တို့ကိုအဲအားပေးမယ်ဆိုလို့ရှိရင်အားပေးမယ်ဆိုပြီးတော့ရေးခဲ့ကြပါအားပေးမယ်မဟုတ်လား အားပေးမဲ့လူတွေကျွန်တော်တို့ fighting အားပေးတဲ့လူတွေအောက်ရောအောက်ပါအားပေးမဲ့ဆိုပြီးတော့မန်းကဲပေးကြပါကျွန်တော်တို့အားရှိအောင်လို့ပါအားလုံးကျေးဇူးပါတော့ခေါ်ရတယ်ကောင်းဝေးကျွန်တော်ရမယ်လေထိုင်းနိုင်ငံမှာအိမ်ငှားဘဝနဲ့သဘောတွေတင်တင်ပြီးတော့ပြန်မရတဲ့ကျွန်တော်တို့လင်မယားနဲ့ဘဝတူတွေရှိကြလားခင်ဗျာနော်ဒါကျွန်တော်ဆိုလို့ချင်းသဘောတွေတင်တင်ပြီးတော့ပြန်မရတာဆိုတော့အခုဆိုဘတ်6000လောက်တော့ဒါရှိတော့မှာပေါ့နော်အဲကျွန်တော်ထိတ်ဆုံး အိမ်ဆငားတဲ့ခါမှာသဘောတထောင်းတင်ရတယ်အဲအိမ်ကလည်းကျွန်တော်တို့ဟို၄၅လောက်နေပြီးတော့ကျွန်တော်တခြားအိမ်သေးလို့ဆိုတခြားနေရာပြောင်းတဲ့ခါကျတော့အဲ့ဒီမှာလေသူတို့ကသူတို့ဟိုအိမ်မှာထားရတဲ့ခြီတုပ်ခုံတွေကြမ်းတိုက်တဲ့ဒုတ်တွေကအစလေဟိုအိမ်ကလည်းဘာမှမဖြစ်ဘူးเนาะအဲ့ဒါကိုလေအကုန်နှုတ်သွားတာပတ်စံအောင်လေ600ကျော်ပဲပြန်ရတယ်ဟမ်အဲ့နောက်ပြီးသွားတော့ကျွန်တော်တို့ဒီဟိုစူပါလက်ပေါ့နော်ဒီမဲဆောက်ရဲ့မြို့အလဲကောင်ရောက်သွားတယ်အဲ့ဒီအိမ်မှာနေတော့သဘောတထောင်းခွဲတကြမ်းမပြတ်မရခဲ့ဘူး ်ငါအရှမ်းနေစီမှာပေါ့နော်အမှန်တော့တကြမ်းမပြတ်မရခဲ့ဘူးနောက်ပြီးတော့နောက်တနေ့ကသွားတယ်တသောင်းဝယ်နှစ်ရက်ပဲနေရတယ်တကြမ်းမပြတ်မရခဲ့ဘူးဒါအခုကျွန်တော်နောက်ဆုံးနေခဲ့တဲ့အိမ်မှာသဘော2000တင်တာအမှကျွန်တော်အခုအောက်မှာပြထားတဲ့အတိုင်းဘလားလဲတိလား9000မပြန်ရတယ်2000တော့1000 3000ကဘာတွေကိုဖျက်ချလို့ဖျက်ချအောင်မလုပ်မသိလားအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘဝတူတွေရှိလာလို့တခါတည်းဟိုသူများနိုင်ငံမှာလည်းနေပြီးတော့အိမ်ငှားရတဲ့ဘဝလေးအတူအိမ်တစ်ခုခုဖြစ်မှကြာသွားဟာဟိုအတူတို့အိမ်ကခဏညာဟိုတက်လာတော့ကတော့ ဟိုဟာဖြစ်တာတော့ဒီဟာဖြစ်တာတော့အာငါတို့ဒီစင်ဝါဟိုဟာပြက်တာတော့ဒီဟာပြက်တာတော့အဲ့ဒီဒုက္ခကတော့တော်တော်ဆိုးဆိုးပါဗျာနော်ဒါဟိုကိုညိကိုမောင်တို့မလေးလဲအဲ့လိုဒုက္ခမျိုးတွေဒါခံစားရလာတော့ဟိုခံစားခဲ့ဘူးလားတော့မသိအဲ့လိုမျိုးသဘောတွေတတင်ပြီးပြန်မရတဲ့ဒုက္ခတွေကျွန်တော်ကတော့ကျွန်တော်လင်မြာတော့အသေးခံစားရတယ်ဒါပေမဲ့အခုကတော့အဲ့ဒီဘဝနေပြီးတော့ကျွတ်သွားပါပြီပေါ့နော်အဲ့ဒီအိမ်ငားပြီးတော့နေရတဲ့ဘဝလေးတော်တော်ဟိုဆိုးတာပါဗျာနော်သဘောတွေဆိုလို့ရှိရင်တို့လောက်ကျွေးလိုက်တာလေကျွန်တော်လင်မြာ9000 6000လောက်ရှိတယ် ရှမ်းနေရသူတို့အဲ့တဲ့ပတ်စံဝင်မှာဇဘောတင်ပြီးလို့စာပြန်မပေးကြင်ကြအောင်ဒါပြန်ပေးရဆိုလို့ရှင်တော်တော်လေးကိုကုသိုလ်ကံကောင်းပြန်ပေးရင်အပြည့်မရအောင်နည်းနည်းပဲပြန်ရတာနော်အဲ့လိုဘဝတူတွေရှိကြလားအတွေ့အကြုံလေးတွေလည်းကောမတ်မှာရေးခဲ့ပေးကြပါဦးလို့ကြည်ဟာစိတ်ဆင်းရဲလို့ပါဗျာ